အားလုံးဝမ်းမြောက်ပါကျွန်တော်ကတော့ဗီဒီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဘုရခုသာသမီအားလုံးအတွက်23လ2025ကနေ29ရက်3လ2025အတွင်းမှာဂျုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုစဉ်ဒီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဘုရခုသာသမီတွေပေါ့လေအဲဒီတစ်ပတ်ကာလမှာဘလူကန်ဒီယာလေးတွေဂျုံတွေ့ရတတ်လဲဆိုရင်ဗီဒီယိုမျက်နှာပဲကြည့်ပြီးရှေ့ရှုပြီးပြောကြပါတော့ဗျာနော်အဲဒီတစ်ပတ်ကာလမှာအလုံးနဲ့ပတ်သက်ပြီးစပြောခြင်းတော့ဗျာ အလုံးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့အားလည်းနာတယ်ဒါပေမဲ့ဖို့ဝင်လေးလေးပြောရမယ်ဆိုရင်ရံမကင်းဘူးကျွန်တော်အဲ့တိုင်းသွားတွေ့တယ်ရံမကင်းဘူးအတွင်းရံလို့ခေါ်တယ်အပြင်ရလာတဲ့ရံမဟုတ်ဘူးပေါ့နော်အဲ့တော့ဗာလဲဆိုတော့အလုပ်ထဲမှာလှုပ်ဖို့ကိုင်းမဲ့အချင်းချင်းစိတ်ဝမ်းကွဲတာလေးတွေမနာလိုတိုက်ခိုက်တာလေးတွေဂုံးချောတာတွေနေ့စဉ်ရက်ဆက်ဖြစ်တာမျိုးလေးတွေကြုံရတတ်တယ်သတိထားပါအထက်လူကြီးတွေကလည်းဖိအားပေးတာလေးတွေအားသွားကြုံရတတ်တော့ဂျင်းနဲ့ချက်လည်းသွားကြနေတယ်ထိုင်လည်းအဆင်မပြေဘူးပြောင်းလည်းအဆင်မပြေဘူးဆက်ပြီးလုပ်ရင်လည်းအဆင်မပြေဘူးဆိုပြီးရှစ်တဝက်ခါနောက်ဆုံးဝက်ခါအနေထားကြီးတွေဖြစ်တတ်တယ် နောက်ဆိုစက်တီပါလေပြီးတော့လက်ရှိလုပ်နေတဲ့အလုပ်ကလည်းလုပ်ချင်သေးမရှိတော့တာအလုပ်ပါသွားချင်သေးမရှိတာတွေအစားဖြစ်လာတဲ့သဘောပါရှိတယ်။ရန်လေးတွေတော်တော်လေးများတယ်တတိထားပြနော်။အပြင်လာထက်လာတဲ့ရန်ထက်အတွင်းအရှိတဲ့ရန်ကပိုပြီးကြောက်ဖို့ကောင်းတယ်ပြနော်။ဂရုစိုက်ပါ။အဲ့တော့အဆင်မပြေတဲ့ခါမှာတခုခုအဆင်မပြေဘူးဆိုပြီးဒါလေးလုပ်တဲ့ခါမှာဒါအဆင်မပြေလို့နောက်တစ်ခုပြောင်းလို့အဲ့ပြောင်းတဲ့ဟာဒီကပိုဆိုးတာလေးတွေဖြစ်တဲ့တော့သူကညင်ညင်လေးထိုင်ရင်တတ်တာလေ။လုပ်တက်လို့ရှောက်လို့ရင်ပိုဆိုးတဲ့သဘောပါရှိတယ်ဂရုစိုက်ပါ။ဒါကဝန်ထမ်းတွေတခုတည်းနေမဟုတ်ဘူး။ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကန်နေတဲ့သူတွေဆိုရင်လည်း လက်ရှိလုပ်နေတဲ့အလုပ်တွေမှာရောင်းပါဝယ်ပါဖြစ်တာတွေဖြစ်တတ်တယ်။အလုပ်မှာခက်ခဲမှုတွေအဆင်မပြေမှုတွေကြုံရတာဖြစ်တတ်တယ်။အလုပ်ဖြစ်တယ်ဆိုပြီးတော့လက်ရှိလုပ်နေတဲ့အလုပ်ကိုရှင်းတန်းလိုက်ပြီးတော့နောက်လုပ်ငန်းတစ်ခုစတင်တာတွေရင်းနှီးမြှုပ်နှံလိုက်တာတွေဆိုရင်ဒီကာလမှာလုံးဝလုံးဝမသင့်တော့ပါဘူးနော်။အဆင်မပြေဘူးမလုပ်ပါနဲ့။လက်ရှိအတိုင်းတွေပဲထိမ့်ပြီးလုပ်။အလုပ်မျိုးလုပ်လိုက်ပြီလို့ရှိရင်မြုပ်သွားလိမ့်မယ်ပြန်ပြီးမပေါ်လာတာငွေတွေပါတယ်အိတ်သွားတာမျိုးဖြစ်တတ်တယ်သတိထားကြနော်။သို့တော့အလုပ်တွေအများကြီးရှိတဲ့ထက်ကမှာပေါ့လေ။အလုပ်တွေလုပ်တဲ့အခါမှာ မြင်နဲ့ပတ်သက်ပြီးအယောင်းဝင်လုပ်တဲ့သူတွေပညာရေးနဲ့ပတ်သက်ပြီးဝန်ဆောင်မှုလုပ်တဲ့သူတွေပွဲသားအနေနဲ့လုပ်တဲ့သူတွေကတော့အဆင်ပြေတယ်ဗျ။တော်တာတခြားလုပ်ငန်းတွေနဲ့မတူဘူးပေါ့လေ။ဥပမာဒီကာလမှာကားတွေပါတယ်ရောင်းဝယ်လဲသူတွေဆိုရင်ရှုံးတယ်တယ်ဗျ။အဆင်မပြေဘူး။ကြောက်တွေပါတယ်ဖြတ်ရင်မအောင်ဘူးဗျ။ရှုံးတယ်ဗျနော်။အဲ့ဒါမျိုးလေးတွေမလုပ်သင့်ဘူး။သူ့အနေနဲ့သူတို့ရှိတာပေါ့လေ။လုပ်တဲ့အပေါ်မူတည်ပြီးတော့အကျိုးပေးလေးတွေအကျိုးမပေးလေးတွေကြွားတယ်။ပြီးတော့တချို့တွေဒီကာလမှာရွှေတွေပါတယ်ရောင်းဝယ်လုပ်တဲ့သူတွေဆိုရင်အဆင်မပြေဘူး။ရှုံးတာလေးတွေဖြစ်တတ်တဲ့သဘောကရှိတယ်။သတိထားပါအောင်ဗျနော်။ဂရုစိုက်ပါအောင်။ တော့ဆက်ပြောချင်တာကအဲဒီဘုဒ္ဓကုသာသမီတွေပေါ့လေဒီကလာမှာအလုပ်တစ်ခုခုလုပ်မယ်ဆိုရင်ဇာတာပရိသာသမီတွေလည်းပဲပူတွဲပြီးလုပ်ပေးပါတစ်ခုခုအကြံဉာဏ်ယူမယ်ဆိုရင်တော့ဇာတာပရိသာသမီတွေကိုမိကိုပြီးတော့လုပ်ပါနော်အဲတချို့ကဇာတာပရိသာသမီမဟုတ်ခဲ့ရင်တော့မှအမိမာပဖဖဗမာပါတဲ့သူတွေနဲ့ပူတွဲပြီးလုပ်ရင်ပို့ပြီးတော့အကျိုးပေးတယ်ဗျာနော်သူတို့စီကအကြံဉာဏ်ကောင်းလေးတွေအကူအညီကောင်းလေးတွေရရှိပိုင်ဆိုင်လိုက်မယ်ငွေချေးနဲ့ပတ်သက်ရင်တော့ဒီကလာမှာငွေချေးကနှမျိုးဗျသူကလက်ပိတ်တဲ့ထဲမှာလုံးဝမပါဘူးဗျပတ်စံမမြဲတာပဲရှိတာဗျ အပြောင်းအပြက်အမရံများတယ်ဗောလေဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်နဲ့စစ်လို့ရှိရင်လည်းတောက်ကိုစိနေတာပဲဘာဒီကုန်လုံးကုန်ပြန်တော့မသိဘူးဒါပေမဲ့ဝမ်းသာဖို့ကောင်းတာကအဲ့လိုဖြစ်နေတဲ့ကာလတွေကမှဒီတပတ်မှာငွေအစုလိုက်အပြုံလိုက်ရတာမျိုးတွေကြုံရတတ်တယ်နော်ဒါပေမဲ့ရတဲ့ငွေရအောင်မှ तू ကပြပြလဲလဲလေးရတာတတ်ဆိုင်တိုက်ခိုက်ပြီးမှရတဲ့တဲ့ဘာဝအပြိုင်ဆိုင်တွေပြောဆိုညှင်းခုန်ပြီးမှရတဲ့တဲ့ဘာဝလို့ခေါ်တယ်ခေမှာတက်လို့ခေါ်တာပေါ့နော်ဆိုတော့ရံမကိမဲ့ရတဲ့ငွေကြီးတွေရလာလိမ့်မယ်အစုလိုက်ပြုံလိုက်ရတာမျိုးတွေဖြစ်တတ်တယ်မဆိုးပါဘူး သို့တော့အကောင်းဆုံးလားဆိုတော့မဟုတ်ဘူးပေါ့အေးအချင်းနဲ့မှမဟုတ်တာကိုစက်ညစ်စရာလေးတွေကြုံရတယ်သူတန်းကအပြောဆိုအပြိုင်ဆိုင်လေးတွေပြောဆိုပြီးတော့မှရတာလေငွေကြေးလို့ခေါ်ပါတယ်ဗျာနော်ဆိုတော့ခရုဆိုင်ပါရတဲ့ဟာလေးတွေကိုစစ်စစ်သုံးဆွဲပါငွေအလေလွင့်ဖြစ်အောင်မလုပ်ပါနဲ့ဒီကားကမှငွေပါလေလက်လုံးမိပါလေခြိလိုက်ငားလိုက်ပြီးလို့ရှိရင်တေးချတယ်ပြန်မရတော့ဘူးတခါလေရေသချအမြဝင်မှာပဲနော်အဲ့လိုအဲ့လိုလာလုပ်မှာပဲအဆင်ပြေတော့မယ်ပြန်ရဖို့တော့မမျော်နေနဲ့အဆင်မပြေဘူးဖြစ်တတ်တယ်ဒါကိုစီမှာရှိတဲ့ဆက်ပစ္စည်းတွေမကြမကြပြတ်တယ်တတိထားပြီ။ကားရှိတဲ့သူတွေကတော့ပို့ဆိုးတာပေါ့ ကားပြက်တာလေးတွေကားတိုက်မိသလိုဖြစ်သွားတာလေးကိုကမတိုက်အောင်ကိုကအောင်သာတိုက်ကြတယ်ရာစားဖြစ်တဲ့သတိထားရမယ်နော်ဂယူဆိုင်ပေးပါအဲအဲ့တော့ဒီကရမှာဘုဒ္ဓကူသာသမီတွေမမျောလိမ့်မယ်နဲ့ခီးတွေပါတယ်ထသွားတဲ့ကိန်းရှိတယ်ကောင်းတယ်ဗျာခီးသွားမယ်ဆိုရင်သွားပြီးပြန်လာပြီးနောက်ပိုင်းလဲအញ្ញံခိုင်တွေပြေပြောက်သွားလိုက်ပဲကနော်ဆိုတော့ပြီးတော့ဘုဒ္ဓကူသာသမီတွေဒီကရမှာအချစ်အိမ်တော်နဲ့ပတ်သက်ပြီးနည်းနည်းဟောပေးခြင်းနဲ့အချစ်အိမ်တော်ရင်းမှာကိုကိုကိုစိတ်တိုင်းမကြပဲနဲ့လေချစ်သူအိမ်တော်မကြောက်မဟုတ်ပဲနဲ့ကိုစိတ်ကြောက်ကိုဖြစ်တာမျိုးတွေဖြစ်တတ်တယ်သတိထားပေးနော် နှမျိုးဖြစ်ပါတယ်ချစ်သူမရှိတဲ့သူတွေကတော့ချစ်သူတွေပါတယ်တော့ရတတ်တယ်ဒါပေမဲ့ရတဲ့အခါကျတော့ကောင်းလာမင်းတိတ်တော့မကောင်းဘူးလေမြင်လာမင်း तू ကကို့အတွက်ဘဝတက်တက်တာကောင်းမွန်တဲ့လက်တွဲဖို့ကောင်းတော့မဟုတ်ဘူးခဏခဏပဲပြီးရင်တော့ပြန်သွားမယ်အဲ့ဒါလေတော့သိစေချင်တယ်ချစ်သူရှိတဲ့သူတွေဆိုရင် तू ကယံပဋိပခလေးတွေရှိတယ်ရှိတဲ့အခါမှာလဲချစ်သူကြောင့်ဖြစ်ကြတာမျိုးဖြစ်တယ်လို့မျိုးမိမိကိုယ်ရဲ့စိတ်ပေါ့လေစိတ်လေးတွေအဆင်မပြေမှုလေးတွေကြောင့် ပြဿနာရှာမိတာလေးတွေအဲ့လိုမျိုးလေးတွေဖြစ်တာမျိုးအကြောင်းပြုပြီးတော့အစင်မပြေမှုတွေကွဲဟတာလေးတွေဖြစ်တတ်တယ်။ရံတစ်ချက်ချက်ဖြစ်တတ်တယ်။အတွဲရံလို့ခေါ်တာပေါ့လေ။နောက်အဲ့တော့အချစ်ရဲ့အိမ်တော်ရင်တတိထားပါ။အခက်မသိလို့ရှိရင်တော့ဆရာဆရာနဲ့တရားဝင်မကွဲရင်တော့မှအိမ်တော်တွေဆိုရင်တယောက်တနေရာတိခွဲနေတာအိမ်ပေါ်ကနေဆင်းသွားတာဆိုတာတွေအစားဖြစ်တတ်ပါလေ။အထူးသဖြင့်ချစ်သူအိမ်တော်ဘက်ကတနေ့လာသားသမီးတို့အင်္ဂါသားသမီးတို့ဒီတောက်ကြသားသမီးတို့ဆိုရင်ပို့ဆိုးပါတယ်။တတိထားပါနော်။အချစ်သူအိမ်တော်ဘက်ကကြာတာပြိသားသမီးဆိုတော့အကောင်းဆုံးပါပဲကြာနော်။ ဆိုတော့မကွဲပါဘူးဗျာနော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ဗုဒ္ဓဂုသားသမီးတွေဒီကာလမှာပညာရေးကံလေးအမှန်ကောင်းတယ်ဗျာနော်ဟိုဆောင်ဝတ်ဖြစ်ပြီးွားတဲ့ညီငယ်ညီမငယ်တွေဖြစ်ခဲ့ရင်တော့မှဒီကာလမှာထပ်ပြီးတော့သင်တန်းအသစ်တွေထပ်ပြီးတက်ကြတာပညာတွေထပ်ပြီးသင်ရတာတွေဆက်ပြီးလာပါအောင်မယ်နော်ဆိုတော့အဲ့လိုမျိုးလေးတွေမသင်ခင်တော့တခုခုခီးတွေပါတယ်တွားလိုက်ပါတွားပြီးပြောင်းလာပြီးနောက်ပိုင်းဆိုစိတ်လေးတွေလည်းပို့ပြီးပော့ပါလိမ့်မယ်ဒီကာလမှာကျတော့သူကပညာသင်ကောင်းတာမှန်တော်လည်းပဲတခုခုကိုလှုပ်ချင်သွားရင်စိတ်မရှိဘဲနဲ့အဓိကပါလေစိတ်တွေလေးပြီးတော့စိတ်တွေအလေလိုက်ရှင်တဲ့စိတ်တွေ ဘာလို့လို့မှမသိတခါကျလမ်းတွေအလိုလိုပြောင်းနေတာမျိုးတွေအလိုလိုဒေါသထွက်နေနေမိတာမျိုးတွေဖြစ်တတ်တယ်စိတ်ဒုက္ခပြီးတော့ရတ္တပတကာလာပဲအဲ့စိတ်တွေကိုဒါထိရှုံးလိုက်နိုင်ပြီဆိုရင်ကျွန်တော်တွေဘာမှစိတ်ပူကြမှာမလို့ဘူးเนาะအဲ့ဒါကြီးကတော့မမေ့နဲ့သူကကျမ်းမာရေးနဲ့ပတ်သက်ပြီးဒါထည့်ပြောရတာပေါ့စိတ်ကျမ်းမာရေးလေးနည်းနည်းဂရုစိုက်ပါစိတ်အပြောင်းလဲတွေစိတ်ဆိုးဒေါသထွက်လွယ်နေတယ်ဘာမှမဟုတ်ပဲနဲ့ဗျမြင်နေတွေ့နေရဟာတွေကအစားကိုကစိတ်မရှိခြင်းတလို့လေးဖြစ်နေတယ်လို့သတိထားเนาะပြီးတော့ခဏကောင်မှာယောနန်96ပါးယောဂအနေနဲ့ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်သူက အာယုံကြောင်းနဲ့ပတ်သက်တဲ့ဟာလေးတွေနည်းနည်းပြင်ထန်နေပဲသတိထားပဲနော်ခေါင်းမိုးနေတာအဲ့ရှင်တို့ကြီးအများအားဖြစ်နေတာထိုင်းမိုင်းနေတာလေးလံနေတာအဲ့ဒါမျိုးတွေလည်းဖြစ်တတ်တယ်ဒါအပြင်ဘိုက်မကြမကြအောက်တာမျိုးတွေဖြစ်တတ်တယ်သတိထားပဲပေါ်ဆယ်လိုတော့မရဘူးပေါ့နိဂယူဆိုင်မှာတော့ကကြလိမ့်မယ်လေးထုတ်လျောက်လေးပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်နော်ကျမကြီးတွေပါလေညံငယ်လို့ရှိရင်လည်းဇာတာပရိသတ်သမီးဆရာဝန်နဲ့တွားပြနော်အဲ့ဒါလေးစံပို့ပြီးတော့ကောင်းပါတယ်ဗျအထူးသဖြင့်အနောက်ရက်မှာရှိတဲ့ဇာတာပရိသတ်သမီးဆရာဝန်ဒါမှမဟုတ်ဇာတာပရိနန်နဲ့ပတ်သက်တဲ့စေယုံစီကံဒီမှာတွားပြီးပြမယ်ဆိုရင် အနာနဲ့စင်တဲ့အမြန်ဆုံးသက်တာပျောက်ကင်းပါလိမ့်မယ်ဗျာနော်မတ်လ23ရက်25ရက်26ရက်29ရက်29ရက်ဇက်လိုက်ပဲဗျာဘုရုသာသမီးတွေအမရန်ကန်ကောင်းတယ်ဗျာနော်ဆိုတော့အဲ့ကလာမှာတမိုးကြီးတဲ့မြေတို့အမွေနဲ့ရတာမျိုးလေးတွေအဝတ်ထည်ထိပနဲ့တွေရရှိတာမျိုးလေးတွေဖြစ်ကိုဖြစ်တယ်ဗျာနော်ရရင်လည်းအဝင်တော်တာပေါ့ဒါပြင်တမိုးကြီးတဲ့ရွှေတွေပါတွေပါဝင်လာတာမျိုးလေးတွေအစားဖြစ်တတ်တယ်အဲ့ကလာမှာပြီးတော့နေရာထိုင်ခင်းအပြောင်းလေးတွေဖြစ်တတ်တယ်ကောင်းသောပြောင်းလဲခြင်းတွေဖြစ်ပါလိမ့်မယ်ဗျာနော် လူမျိုးကွဲလူမျိုးကြားဘာသာကြားတွေနဲ့ပူပေါင်းပြီးလုပ်တဲ့ကိစ္စတွေကနေကောင်းတဲ့အကျိုးဆက်လေးတွေခံစားရလိမ့်မယ်။သို့တော့မတ်လ24ရက်28ရက်အရက်မှာတော့အညံ့လေးတွေရှိတယ်။လူရင်းလူယုံဒုက္ခပေးတဲ့အောက်လငယ်သားတွေရဲ့စက်ညင်တော်လံပုံကွန်မှုတွေရင်ဆိုင်ရတယ်။အလုံမှာရံများတာအိမ်မှာထိုင်နေတဲ့ရံများတာလေးတွေဖြစ်တဲ့မိသားစုတွေနဲ့သဘောထားကွဲလွဲပြီးတော့စက်ညင်မဲ့လေးတွေဖြစ်တာနောက်ဆုံးအိမ်မှာမနေချင်တော့မနဲ့အိမ်ဘဝဆင်းဝါးနေတဲ့စိတ်တွေအစားဖြစ်တာလေးတွေအစားကြုံရတတ်တယ်။သတိထားပါစိတ်တွေကပုံမှန်မဟုတ်ဘူးဖြစ်နေတယ်ကနော်။ဂယုစိုက်ပြီးဖို့အကြံပေးခြင်းနဲ့ အဲ့တော့ကန်ရီးယားရဲ့ထောက်မမှုတွေဒီအပြေဝရကျင်နေဆိုရင်နှုတ်နှစ်ရောင်အညိုရောင်အဝါရောင်မိခိုးရောင်အဲ့ဒီအကြောင်းတွေကိုမိမိတို့ရဲ့အရေးပါတဲ့လုပ်ငန်းဆောင်တာတွေလုပ်ဆောင်တဲ့အခါမှာတုံဆွဲဝတ်ဆင်ပေးပါဒါအပြင်မိမိဘန်းရောင်စုံနင်းစီရောင်စုံဒီစီဘန်းဂနမဘန်းရောင်စုံဂန်လောဘန်းအဲ့ဒီဘန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာမှန်ကတ်တာပဲဖြစ်ဖြစ်အဲနေအဲ့ကနေမှအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့တုံဆွဲပေးပါအဲကျွန်တော်မိတ်ဆွေပေါ်တကူသားသမီးတွေပေါ့လေ အဲဒီတော့ကလာမှာကောင်းတဲ့ကံလေးတွေအများကြီးပါပဲအဲအညာခိုက်လေးတွေကလည်းရှိတာပေါ့လေရှိတော့အညာလေးတွေပဲကောင်းတဲ့ကံလေးတွေပိုကောင်းမှုအတွက်ရရရအနေနဲ့ဘာလို့ကလဲဆိုတော့မြတ်စွာဘုရားမှာပေါမုတ်ထောပတ်တုံလေးကတ်လို့ပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒမျိုးစုတောင်းပေးပါအဲပေါမုတ်ထောပတ်တုံကမိမိကိုယ်တိုင်လည်းစားသုံးပါပြီးတော့အသက်ကြီးရွယ်ဟိုတွေဘိနာအဖိုးဖွားတွေမိဘတွေရှိတယ်အဲ့အရာတွေကိုဒါနပြုကျွေးမွေးပေးပါဗျာနော်တခြားဘောက်အလိုရှိရာလေးတွေပြည့်စုံလာလိမ့်မယ်ဒါအပြင်ကြုံရတဲ့အညာခိုက်လေးတွေပြေပြောက်ခြင်းလဲဆိုတော့ဘာလို့ကမလဲပေါ့လေ အဲဇင်းနဲ့မဇင်းနဲ့ပေါ်ပါတယ်ဗျာခြေလုံးပုတ်လေးတွေဝယ်ပြီးတော့လေခြေလုံးခုံခြေသေးအဲခြေလုံးခုံလေးတွေပေါ့အဲ့လေးဝယ်ဝယ်ပြီးလို့ရှိရင်ဖုံးကြောမှာသွားပြီးတော့ဒါနာပြုလူတန်းပေးလိုက်ပါဗျာနော်အဲ့လိုလုပ်ခြင်းအဖြစ်ကျောင်းရတဲ့အညံ့လေးတွေအေကမှောက်ချကင်းသွားပါလိမ့်မယ်ဘုဒ္ဓကုသာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်